hydron process ဆိုဒီမှာကြောက်ကနဲ့ကြောက်ကအတွင်ပိုက်စနစ်တွင်ကျေပြန့်မှုရှိသောယောဂါတစ်ခုဖြစ်သည်ဤဒီမှာကိုဝင်ဆောင်စဉ်အမျိုးသမီးများ၏ဥထာရဆောင်စစ်ဆေးမှုတွင်တွေ့ရှိနိုင်သောအထူးသဖြင့်ထတော်အနှဲငယ်သောအထူးပြုမှုဖြစ်သည်အန်အဖွဲကောင်းစွာကလေးများ၏နားဆဲ့သည့်မွေးဖွားချိန်တွင်တာမန်ဖြစ်ကြပြီးကလေးများ၏နားဆဲ့သည့်အရေးကြီးသောအကြောင်းရင်းတစ်ခုရှိနိုင်သည် ထိုကြောင့်ယခင်က23ဆယ်နှစ်အကြာကကလေးများအများစုသည်ယောဂလက္ခဏာများဖြစ်လာသောအခါတွင်သာတွေ့ရှိခဲ့ကြသည်ဥပမာအဖြစ်ကလေးများသည်ကုသယောဂဖြစ်လာခြင်းဗိုက်ပူလာခြင်းသို့မဟုတ်စီးထွက်မှုယောနယ်လာခြင်းနှင့်စီးတွင်အနာတရများများစွာလက်ပတ်နေခြင်းတို့ဖြစ်လာသောအခါတွင်သာတွေ့ရှိခဲ့ကြသည်။ Ultrasound ဤတိုးတက်မှုများကြောင့်ယခုအခါတွင်ကိုယ်ဝန်ဆောင်စဉ်တွင်ဤယောဂါကိုတွေ့ရှိနိုင်ပြီဖြစ်ပြီးယခုအခါတွင်ဤယောဂါကိုရှာဖွေရန်အများဆုံးအသုံးပြုသောနည်းလမ်းဖြစ်လာပြီဖြစ်သည်။အမျိုးသမီးကိုယ်ဝန်ဆောင်စဉ်တွင်ကြောက်ကပ်ပူလာခြင်း အထူးသဖြင့် hydron process ချစ်ချင်းကိုရှာဖွေရန်အများဆုံးအသုံးပြုသောနည်းလမ်းဖြစ်သည်ထို့ကြောင့်ကလေးများအားလုံးသည်အေးအေးယူမှုမလိုအပ်တော့လဲယောဂရှာဖွေမှုကိုကျွန်းတို့သိရှိပြီးနောက်တောက်ကပ်ကိုပျက်စီးစေမည့်အချိန်မတိုင်မီအေးအေးယူသင့်သည်ထို့ကြောင့်ကိုဝင်ဆောင်စဉ်တွင် hydron process ယောဂရှာဖွေမှုရှိလာတော့ခါကလေးများကိုမွေးဖွားချိန်တွင်ဆေးဘက်ဆိုင်ရာအကဲဖြတ်မှုပြုလုပ်ပြီးအသက်၃ရက်အတွင်း ultrasound ဖြင့်အတည်ပြုသည် ဒါကိုလည်း၄ပတ်မှ၆ပတ်အတွင်းထပ်မံပြုလုပ်သော ultra sound kit ထပ်မံအတည်ပြုသည်ရလက်များအပေါ်မူတည်၍အတားဆီးရှိနိုင်ခြင်းကို nuclear skin kit အတည်ပြုပြီးဒင်းကကျွန်တို့ကို အချက်လက်နှစ်ခုပေးသည်ဒါကတော့တစ်ခုမှာအတားဆီးရှိမရှိတစ်ခုမှာကြောက်ကပ်၏လုံဆောင်မှုအနည်းချင်းရှိမရှိကိုဖော်ပြသည်ဖို့ကြောင့်အချက်လက်များအပေါ်မူတည်၍အတားဆီးသည်တစ်ဖက်သက်တော်လကောင်းနှစ်ဖက်လုံးတော်လကောင်းအတားဆီးသည်ပြင်းထန်မှုရှိသည် တော်လကောင်းအရေးကြီးမှုရှိတော်လကောင်းကြောက်ကပ်ဤလှုပ်ဆောင်မှုအခြေအနေတွင်ကြာဆင်းမှုရှိတော်လကောင်းခလေးမွေးပြီးနောက်ကြောက်ကပ်ကိုထပ်မံပြသမှုဖြစ်နိုင်ခြေကိုရှင်းချရန်ထိမ့်သိမ့်ပြီးစောင့်ကြည့်မည်ဆိုတော်လကောင်းခွဲစိတ်ပြီးဝင်ရောက်စီမံခံကွဲမည်ဆိုတော်လကောင်းဆုံးဖြတ်ချက်ကိုချမှတ်သည်ထို့ကြောင့် Hydron Frozes တို့ခွဲစိတ်မှုကို Pale Plastic ဟုခေါ်ပြီးအတားအဆီးဖြစ်နေသောအပိုင်းကိုဖယ်ရှားပြီးကျေပြန့်သော Anastomosis ဖြစ်ဆက်လက်မှုကိုပြန်လည်ထူထောင်သည်ဤရာကိုဖွင့်လှစ်ခွဲစိတ်မှုဖြစ်ဆောင်ရွက်နိုင်သည် တိုးတော့ဒီနေ့ခေတ်တွင်ဂင်ကိုတင်းငယ်သောလက်လန်းမီသောခွဲစိတ်မှုဖြင့်ပြုလုပ်ပြီးအဓိကအားဖြင့် laparoscopy ဖြင့်ပြုလုပ်သည်ဂင်ကို laparoscopic pyeloplasty ဟုခေါ်ပြီးဗင်ကိုလည်းအရွယ်ရောက်သောကလေးများတွင် robot ခွဲစိတ်မှုဖြင့်ဆောင်ရွက်နိုင်သည်ကျွန်ုပ်တို့ဒီပုံမှန်အားဖြင့်ဤအခြေအနေကိုသိရှိနိုင်ပြီးလေးပတ်မှ၆ပတ်ကြာသည့်အချိန်တွင်မွေးကင်းစကလေးငယ်များတွင်ပင် laparoscopic pyeloplasty ကိုဘေးကင်းစွာလှုပ်ဆောင်နိုင်ပြီးဒင်းတို့ကိုဘေးကင်းစွာလှုပ်ဆောင်နိုင်ပါသည် laparoscopic pyeloplasty အကျိုးကျေးဇူးမှာကလေးများတွင်အနာကျင်မှုအနှဲငယ်သာရှိသည်ထို့ကြောင့် နာကျင်မှု၊နည်းပြီးနာလန်ထူမှုလည်းအလုံးညံ့ဆန်သည်။ထို့ကြောင့် hydron process ဤအများအခက်ကိုယ်ဝန်ဆောင်စဉ် ultra sound တွင်ကောက်ယူလရှိသောခွဲစိတ်မှုတစ်ခုဖြစ်သည်။မွေးပြီးနောက်အကဲဖြတ်ခြင်းဖြင့်အတီးပြုပြီးလိုအပ်ပါကအနည်းငယ်သာဝင်ရောက်ရသောခွဲစိတ်မှုဖြင့်တလေးများတွင်လုံခြုံစွာခွဲစိတ်ဆောင်ရွက်နိုင်သည်။